ပါကစ္စတန်နိုင်ငံပန်ချက်စီရင်စုအရှိမြောက်ဖက်ပိုင်းမြို့တစ်မြို့ဖြစ်တဲ့လာဟိုးမြို့မှာဇူလိုင်လ24ရက်နေ့ကဆိုင်ကယ်နဲ့အသေးခံဘုံခွဲမှုတစ်ခုဖြစ်ခဲ့တဲ့အတွက်လူ26ဦးသေဆုံးပြီးလူ90ခန့်တန်ရရခဲ့ကြပါတယ်။တာလီဘန်တွေကကျူးလွန်ခဲ့တယ်လို့ဝန်ခံခဲ့တဲ့မြို့အလဲကောင်ကဘုံပေါက်ကွဲမှုမှာသေဆုံးခဲ့တဲ့လူ26ဦးရဲ့ဇာပနပွဲအပြီးမှာသေဆုံးခဲ့တဲ့ဒဇာခံတွေရဲ့ဒေါသထွက်နေတဲ့ဆွေမျိုးတွေကပါကစ္စတန်အာဏာပိုင်တွေကိုတောင်းဆိုခဲ့တာပါ။ ဘုံပေါက်ကွဲမှုရဲ့နောက်ွယ်ကစီစဉ်ကြိုးကင်ခဲ့ကြသူတွေကိုအစိုးရကဖမ်းဆီးပေးဖို့နဲ့ကြိုးကင်စီစဉ်သူတွေကိုတေရန်အဖြစ်ကြိုးပေးကွမြတ်ဖို့ဒဇာကန်တွေရဲ့ဆွေမျိုးတစုကတောင်းဆိုခဲ့ကြပါတယ်တည်ဆုံးသူတွေအတွက်ဇာပနာမှာစူတောင်းရွဆိုဝဲတက်ရောက်ခဲ့တဲ့ဆွေမျိုးအတိုင်းဝိုင်းနဲ့မိသားစုဝင်တွေကစေယုံဘောကမတည်ပဲကြံရည်တဲ့သူတွေကိုလာရောက်ကြည့်ရှုတဲ့ပါကစ္စတန်ဝင်ကြီးချုပ်နာဝက်ရှာရက်နဲ့ညီအကိုတော်ဆက်သူပန်ဆက်စီရင်စုဝင်ကြီးရှာဘက်ရှာရက်ကိုတောင်းဆိုမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဖြစ်ရက်ကိုကျူးလွန်ခဲ့ကြတဲ့လူတွေနဲ့ဖြစ်မြောက်အောင်ကူညီခဲ့ကြတဲ့လူတွေကိုပြည်သူတွေရှေ့မှာကြိုးပေးကွန်မြတ်ဖို့ပါကစ္စတန်အစိုးရကိုကျွန်တော်တို့တောင်းဆိုပါတယ်လို့ဘုံပေါက်ကွဲမှုမှာတည်ဆုံခဲ့တဲ့ရဲသားတအူးရဲ့ဦးလေးတော်ဆက်သူဟာဖစ်နာစီရာဦးတင်ကပြောပါရယ် စုပေါင်းဇာဝနာဝဲကိုတက်ရောက်ခဲ့တဲ့တစားကန်အချို့လိုနဲ့ဆွေမျိုးတော်ဆက်သူတဦးဖြစ်တဲ့ဒေသခံတဦးဖြစ်သူရှိုက်ရစ်ဝမ်ကကျွန်တော်တို့ဒီကိုရောက်နေခဲ့ကြတာဝမ်းနေစရာပါမနေ့ကတည်ဆုံသွားခဲ့တဲ့သူ26ဦးဟာစွန့်လွတ်သွားခဲ့ကြတဲ့အာဇာနည်သူရဲကောင်းတွေဖြစ်ပါတယ်ကျွန်တော်တို့အစိုးရအနေနဲ့ဒီအကြမ်းဖက်သမားတွေကိုမြေလံရှင်းပြရမှာပါဒါမှသာကျွန်တော်တို့နိုင်ငံရှေ့ကိုဆက်သွားလို့ရမှာပါလို့ပြောဆိုခဲ့ပါတယ်